ဝိပဿနာဆိုတာဘာမှမသိကြသူများအတွက်ဝိပဿနာဆိုတာဘာမှမသိကြသူတွေအတွက်ရည်သားဖော်ပြတဲ့နေရာမှာဝိပဿနာရဲ့အတိတ်ပဲသာမကပဲဝိပဿနာအထုတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုပါရည်သားဖော်ပြဖို့လိုအပ်မယ်လို့ထင်ပါတယ်ဆရာတော်တန်ခါတော်တွေကတော့ဝိပဿနာကိုအမျိုးမျိုးအတိတ်ပဲဖွင့်ဆိုကြပါတယ်နားလည်လူပုစီကိုစေတနာနဲ့ဆရာတော်တန်ခါတော်တို့ကဘယ်လိုပဲ အတိပ္ပယ်ဖွင့်ဆိုဖွင့်ဆိုနောက်ဆုံးမှာလူရင်းစီကိုရှေးရှုလျက်တာရှိတဲ့အတွက်ကြောင့်အားလုံးဟာအမှန်ပါပဲဆိုတာဥစွာပြောပြရစေဥပမာပြဉ္ညာကိုခွာပြီးပရမတ်တွေရဲ့အနိစ္စဒုက္ခအနတ္တသဘောတွေကိုသိအောင်လုပ်တာဝိပဿနာဒီနေရာမှာပြဉ္ညာပရမတ်ကိုနားမလည်တဲ့ဓမ္မမိတ်ဆွေတို့အကျဉ်းလောက်ဒီစာမျက်နှာတစ်နေရာမှာဖော်ပြပေးပါမယ် ရုပ်တွေနံတွေရဲ့ဖြစ်ပျက်ကိုမြင်အောင်ကြည့်တာဝိပဿနာခန္ဓာရှိနဲ့ဉာဏ်အသိကိုကဲ့အောင်လုပ်တာဝိပဿနာရှေ့ကဖြစ်ပျက်နောက်ကမက်လိုက်တာဝိပဿနာအသေးကိုအရှင်နဲ့ကြည့်တာဝိပဿနာကျေးဇူးရှင်ချမ်းမြေ့စရာတော့ဘုရားကြီးရဲ့အဆိုအမိန့်အရာရုပ်နာမှာဖြစ်နေတဲ့သဘောတွေကိုဖြစ်နေတဲ့အတိုင်းရှိနေတဲ့အတိုင်းသတိနဲ့ဆောင်းရှောက်နေတာဟာပရိပဒံဝိပဿနာပဲမေဇိမပရိပဒာ အလေလက်လန်းအကျင့်ပါပဲအဲ့ဒါမကင်ရှစ်တန်းအကျင့်မှန်ပဲဖြစ်ပါတယ်အတူချုပ်အနေနဲ့ပြောရမယ်ဆိုရင်အထူးကြည့်တာဝိပဿနာအထူးကြည့်တော့အထူးသိတာပေါ့တမယုကြကြည့်ရမဟုတ်ဘူးဝိပဿနာမျိုးလုံးနဲ့ကြည့်တာတမယုကြကြည့်ရင်ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါမြင်ပါလိမ့်မယ်တထေးစင်ရသာမြင်ပါလိမ့်မယ်အထူးကြည့်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါမဟုတ်ဘူးတထေးစင်ရသာမဟုတ်ဘူး ရုပ်တွေနံတွေပဲအထူးကြီးတော့အထူးမြင်ပါတယ်ရုပ်တွေနံတွေရဲ့ဖြစ်ပျက်ကိုမြင်လာတဲ့အဲ့ဒါကိုဝိပဿနာလို့ခေါ်ပါတယ်အကယ်၍ဝေါ်ဟာရတွေရဲ့အတိဘယ်ကိုသာသိမယ်ဆိုရင်တော့ဘာပြောနေလဲဆိုတာကိုနားလည်နေပါလိမ့်မယ်ဝိပဿနာတရားအထုတ်ရင်ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာကိုအရင်ဆုံးအကြံပြန်ရှင်းပြပါရစေရုပ်သဘောတရားနံသဘောတရားတို့ရဲ့အခြေအနေမှန်ဖြစ်တဲ့ဖြစ်ချင်းပြက်ချင်း ်ပေါ်ခြင်းပြောင်းခြင်းရှင်ခြင်းသိခြင်းတို့ကိုသိမြင်အောင်အနိစ္စဒုက္ခအနတ္တမြင်အောင်ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်မျက်မှောက်ကာလမှာပဲစိတ်သက်ဖြူစင်တန်ရှင်းခြင်းမပူဆွေးမငိုကြွေးရတော့ခြင်းကိုယ်မစင်ရဲ့စိတ်မစင်ရဲ့ခြင်းအစိမ့်မြင့်အတိညာဉ်မဉဏ်ကိုရရှိခြင်းနိဗ္ဗာန်ကိုသိမြင်မျက်မှောက်ပြုရခြင်းစတဲ့ကောင်းကျိုးတရားတွေရရှိကြောင်းကိုမဟာသတိပဋ္ဌာနတုတ်မှာမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာရှိပါတယ်စိတ်ဓာတ်ချူစင်တန်ရှင်းခြင်းသတိပ္ပံတရားတော်နဲ့အညီကြက်ချင်းပြက်ချင်းမတိမြဲခြင်းအိဋ္ဌသဘောတို့ကိုပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အာထုတ်သူရဲ့စိတ်ဓာတ်ဟာလူချင်းမှုဆိုတဲ့လောဘမချိနှက်မှုဆိုတဲ့ဒေါသမတိတွေ့ဝေမှုဆိုတဲ့မောဟအဲ့ဒီယုံ nant သဘောတွေကိုငါတို့ထင်မြင်ယူဆတဲ့ဒိဋ္ဌိအစရှိတဲ့မကောင်းတဲ့စိတ်နေစိတ်ထားကိလေသာတွေဟာ ယုံနှင်းပပျောက်ပြင်းစင်သဖြင့်ဖြူစင်မြင့်မြတ်လာပါれယုံနှံပြင်းဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကိုငါသူလူပုဂ္ဂိုလ်တတ္တဝါမရှိယုံနှံသဘောသာရှိတယ်လို့မိမိခန္ဓာမှာအမြင်ရှင်းလာပါれအမြင်ကြည်လင်ပြတ်သားလာပါれထို့အတူစိတ်ချက်ဟာလည်းဖြူစင်တန်ရှင်းခိုင်မာလာပါれမပူဆွေးမငိုကြွေးရတော့ခြင်းအဲ့ဒီလိုခန္ဓာအမြင်ကြည်လင်လာတာနဲ့အမျှမိမိခင်မြန်တွေ့တာခဲ့ရတဲ့ တက်ရှိတမဲ့တွေဆုံရှုံပျက်စီးတဲ့အခါစိုးရိမ်ပူဆွေးမှုတွေလျှော့ချနိုင်လာပါတယ်အဲ့ဒီလိုမတည်မြဲကြတဲ့သဘောကိုနားလည်လာတဲ့အတွက်ကြောင့်ပူဆွေးမှုကြွေးရခြင်းတို့ရဲ့တက်တာမှုကိုရရှိပါတယ်ကိုမစင်းရဲစိတ်မစင်းရဲခြင်းအဲ့ဒီလိုစိတ်သက်တည်ငြိမ်လာသူဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစတဲ့ကျန်းမာရေးထိခိုက်မှုတွေဟာလည်းနှဲပါလာပါတော့တယ်တောကဖြစ်စရာတွေနဲ့ကြုံတွေ့ရင်လည်း ခံနိုင်ရှိလာပါတယ်။အဲ့ဒီလိုစိတ်ကြမ်းမှမူဟာရုပ်ပိုင်းကြမ်းမှရင်ကိုအထောက်အပံ့ပြုတဲ့အတွက်ကြောင့်တရားအထုတ်ခြင်းကကိုယ်စိတ်ဆင်းရဲမှုကိုမဖြစ်စေဘဲကိုယ်နဲ့စိတ်ကိုရှင်လန်းစေနိုင်ပါတယ်။အစဉ်ညံ့အတိညာမဉဏ်ကိုရရှိခြင်းအဲ့ဒီလိုစိတ်တည်ငြိမ်လာတဲ့အခါမှာတဆင့်တက်ပြီးယုံ nant သဘောတွေကိုပိုင်ပိုင်နိုင်နိုင်သိမြင်ထားသောယောဂီဟာဆိုရင်မိမိရဲ့ဝိပဿနာဉာဏ်အစဉ်စဉ်ကိုရင့်ကျက်အောင်အားထုတ်သွားရင် ဒုက္ခကိုဒုက္ခမံဒုက္ခဖြစ်ကြောင်းကိုဒုက္ခဖြစ်ကြောင်းမံသိမြင်လာပြီးအစဉ်စဉ်တက်ခါပရိယာမဉ္ဇဉ်ကိုရရှိနိုင်ပါလိမ့်မယ်တစ္ဆာလေးပါအမှန်တရားကိုသိမြင်နိုင်သည့်ဤမဉ္ဇဉ်ကိုမရရှိသောကြောင့်ဓမ္မမေဆွေတို့ဟာတန်တရားလေတဝဲလေလေနေရတာကိုလေနားလေလာပါတော့တယ်နိဗ္ဗာန်ကိုသိမြင်မျက်မှောက်ပြုရခြင်းမျက်စိနှစ်ကွင်းအလင်းမရသူဟာပြင်ပအရာဝိတုတွေကိုမသိမြင်နိုင်ပါဘူး ထို့အတူတစ္ဆာ၄ပါးကိုမသိသူဟာနိဗ္ဗာန်ဟူသောတဏှိဒုက္ခငြိမ်းတဲ့ကိုမသိမြင်နိုင်ပါဘူး။တရားအထုတ်ထားသူရရှိထားသောမဉ္ဉံကသာဒုက္ခခတိချုပ်ပြတ်ငြိမ်းသည့်အငြိမ်းတဲ့သဘောကိုသိမြင်နိုင်ပါပြီလေ။စတဲ့ကောင်းကျိုးတွေကိုလက်ရှိမျက်မှောက်ဘဝမှာတွင်ခံစားဆန်းစားနိုင်ကြပါရဲ့။ဝိပဿနာအကြောင်းကိုဘာမှမသိသေးတဲ့ခုမှစတင်လေ့လာတဲ့ဓမ္မမိတ်ဆွေတွေအနေနဲ့ ်ပထမဆုံးပြည့်ညက်တဲ့ပရမတ်ကိုကွဲခွဲပြားပြားသိရပါလိမ့်မယ်ရုပ်တွေနံတွေကိုကြကြနာနာနားရှင်းအောင်သိရပါမယ်ဒါမှဝိပဿနာဆိုတာဘာလဲဆိုတဲ့အတိတ်ပဲကိုပုံပြီးသဘောပေါက်ပါလိမ့်မယ်နားလည်ပါလိမ့်မယ်ပြည့်ညက်တဲ့ပရမတ်ကိုနားလည်လွယ်အောင်ရှင်းပြရရင်ပြည့်ညက်ဆိုတာအများကလက်ခံထားတဲ့အများလဲနားလည်အောင်သတ်မှတ်ထားတဲ့သဘောပဲဖြစ်ပါတယ် အခေါ်ဝေါ်သဘောကလူမျိုးပေါင်းစုံဘာသာပေါင်းစုံရှိကြတဲ့အတွက်ကြောင့်အကြောင်းအရာတစ်ခုခုကိုအခေါ်ဝေါ်မျိုးစုံရှိပါတယ်ဥပမာအိုးကိုပဲမြန်မာအိုးလို့ခေါ်ပေမယ်အင်္ဂလိပ်လိုကတစ်မျိုးတရုတ်လိုကတစ်မျိုးကလားလိုကတစ်မျိုးအမျိုးမျိုးအခေါ်ဝေါ်ပြောင်းနေကြပါတယ်ပြည့်ညတ်ဆိုတာပုံသဏ္ဍာန်အရွယ်အစားအယောင်အစင်နေရာဒေသအချိန်အခါတွေကြောင့်ဖြစ်ရတာပါဒါတွေကိုအများနာလေအောင် ခေါ်ဝေါ်နေရတာပါပြည့်ညက်ဆိုတဲ့သဘောကပုံသဏ္ဍာန်ကြောင့်လဲပြောင်းလဲသွားတယ်အခေါ်ဝေါ်ပေါ့နော်အရွယ်အစားရောင်အစင်းနေရာဒိတအချိန်ခါဆိုတာတွေကြောင့်လဲပြောင်းလဲပါတယ်ဒါကြောင့်ပြည့်ညက်ကပြောင်းလဲတယ်မခိုင်မြဲဘူးလို့ဆိုပါတယ်ပရမတ်တရားတွေကမူလအခြေခံသဘောတွေပါဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်မူလပင်ကိုသဘောကနေမပြောင်းလဲပါဘူးပင်ကိုတတ္တိမပြောက်ပါဘူး ဥပမာအနေနဲ့ပြောရရင်တောက်ရည်အိုးတစ်လုံးကိုနှလုံးသွင်းလိုက်ကြပါစို့တောက်ရည်ထည့်ထားလို့တောက်ရည်အိုးလို့ခေါ်တာမှန်နေရပါခြေစည်းဖို့ရည်တွေထည့်ထားရင်ခြေစည်းအိုးဟင်းရွက်ဆုံခြေရည်စိန်ဖို့ခြံဖက်ထည့်ထားရင်ခြံဖက်အိုးအိုးတိုက်ဖွဲပြတွေထည့်ထားရင်ဖွဲပြအိုးလို့ခေါ်ကြပါတယ်ဒါဟာအမှန်ပါပဲလောကလူသားတွေနားလေတယ်လက်ခံတယ်ပြည့်ညက်တရားပါဒီအိုးကိုပဲ ဘာမှအသုံးမပြုဝဲထားရင်အိုးဟာအိုးပါပဲအဲတခုတော့ရှိပါတယ်ရည်ကြီးကိုအရင်ခံထားပြီးအမာခံလို့ဖုံထားတဲ့အတွက်မြေအိုးလို့ခေါ်ကြပါတယ်ခွက်ပုံစံမြေခွက်အင်းတုံပုံစံဆိုရင်မြေအင်းတုံဖြစ်ပြီပေါ့ဒီမြေအိုးပါပဲတပုံစံနဲ့ဖြစ်ပေမဲ့အညာဒေသရွှေဘူကြောင်ကြောင်ကထွက်ရင်အညာအိုးရွှေဘူအိုးကြောင်ကြောင်အိုးလို့ခေါ်ကြပြန်ပါတယ်ဒီအိုးတစ်လုံးတည်းကိုပဲ မဝယ်ခင်ကမတုံးခင်ကဆိုရင်အိုးအသည်ဝယ်ပြီးသုံးပြီဆိုရင်အိုးအဟောင်းလို့ခေါ်ကြပြန်ပါရောအရွယ်ကြီးရင်အိုးကြီးအရွယ်ငယ်ရင်အိုးသေးလို့လည်းခေါ်ကြပါရယ်တောက်တော်ကြီးတွေအတွက်ဖျားစင်ပေါ်တင်ထားရင်ဖျားအိုးဇပွဲပေါ်တင်ထားရင်ဇပွဲတင်အိုးအိမ်နောက်ဖေးအိမ်နာထဲထားလိုက်ရင်အိမ်နာအိုးဖြစ်သွားပြန်တယ်တခုခုနဲ့ထိခိုက်မိလို့အိုးပွဲသွားရင်ဟောမြေအိုးတောက်ရင်အိုးအိုးအဟောင်းဆိုတဲ့ နာမည်တွေပြောက်ကုန်ပြီးဥပွဲကြီးလို့ဖြစ်သွားပြန်ပါလေဥပွဲကြီးကိုကလေးတွေကတချမ်းပြီးတချမ်းထူးလိုက်စော့လိုက်လို့တော့ဦးချမ်းခွဲဦးချမ်းပဲ့ဖြစ်ပြန်ရောတခါထက်ပြီးဦးချမ်းပဲ့လေးတွေကိုအမှုန့်ဖြစ်အောင်ထူးလိုက်ကြိတ်လိုက်ရင်မြေမုံတွေဖြစ်သွားပါတယ်အဲ့ဒါဘာမြည်လဲလို့မြည်ရင်ဦးကနေဖြစ်သွားတဲ့မြည်ဖြစ်လို့ဦးမြည်လို့ခေါ်ပါတယ်မြေဦးကနေဦးမြည်ဖြစ်သွားပါပြီပုံသဏ္ဍာန်အရွယ်အစား နေရာဒေသအချိန်ကာလတွေပြောင်းလို့အခေါ်အဝေါ်တွေပြောင်းလဲတဲ့သဘောကပြဉ္ညာအာယုံတွေရဲ့သဘောပါမြေဦးပဲဖြစ်ဖြစ်ဦးမြေပဲဖြစ်ဖြစ်မူလအရင်းခံကမြေပါပဲမြမလိုမြေလို့ခေါ်နေတာပါဒါပေမဲ့မြေရဲ့တကယ်ရှိသဘောဆိုတာအမှုန်ကိုခေါ်တာမဟုတ်ပါဘူးအဲ့ဒီမြေကြီးကိုမျက်စိနှိမ့်နဲ့ဖွင့်ဖွင့်တွားထိလိုက်ရင်ထိတဲ့အခါမှာလဲလက်ညှိုးနဲ့ထိထိလက်ကလေးနဲ့ထိထိထိလိုက်ရင် ထိတဲ့သဘောရှိနေပါတယ်။မာရဲပြောတဲ့သဘောလို့အတိမာဖြစ်တတ်ပါတယ်။မာမှုပြောမှုလို့ခေါ်တဲ့အဲ့ဒီထိသဘောမြေတဲ့ပရမတ်ဟာမြေဦးတောက်ရီဦးဦးကြီးဦးသေးဦးဟောင်းဦးသက်ဆိုတဲ့အမည်တွေပြည့်ညက်တွေဘယ်လိုပဲပြောင်းပြောင်းမာပြော့ထိဆိုတဲ့မြေတဲ့ပရမတ်ကတော့အမြဲရှိနေပါတယ်။မြေမှုတွေဖြစ်တဲ့အထိလဲရှိနေပါတယ်။ဘယ်နေရာဘယ်ချိန် ်ဘယ်အကြောင်းအကျောင်းတွင်ကြောင့်ပဲဖြစ်ဖြစ်မြေတည့်ရဲ့သဘောကမပြောင်းလဲပါဘူးဒါကိုပရမတ်ရဲ့အမှန်တရားလို့ခေါ်ရတယ်ပြဉ္ညက်ကအများသတ်မှတ်တဲ့သဘောမှန်ပါပဲဒါပေမဲ့မရှိတရားပါပရမတ်ဆိုတာအများသတ်မှတ်သည်ဖြစ်ဖြစ်မသတ်မှတ်သည်ဖြစ်ဖြစ်သိသည်မသိသည်အမှန်တရားပါပဲတကယ်အရှိတရားပါပရမတ်ဆိုတာစိတ်စေတသိက်ယုံနိဗ္ဗာန်ဆိုတဲ့သဘောတွေရှိပါတယ်ပြဉ္ညက်ကတော့မရည်တွက်နိုင်အောင်များပါတယ် ဒီသဘောတွေဟာပြဉ္ညက်နဲ့ပရမတ်တွေရဲ့သဘောတွေပါပဲပြဉ္ညက်ဆိုတာတဦးနဲ့တဦးနားလည်အောင်သတ်မှတ်ထားတဲ့နာမည်တွေကိုခေါ်တာအမှန်တကယ်မရှိဘူးဥပမာကောင်းကားလက်ချေယောက်ျားမိန်းမအိမ်ကြောင်ကာယထာစသည်အားဖြင့်လူမျိုးမျိုးကဝေါ်ဟာရာမျိုးမျိုးနဲ့ခေါ်နေကြတာပြောနေကြတာလေအလုံးဟာပြဉ္ညက်တွေပဲပရမတ်ဆိုတာကတော့ အမှန်တကယ်ရှိတဲ့သဘောတရားကိုဆိုလိုတာပါသဘောမျှပဲမျက်စိနဲ့လည်းမမြင်ရဘူးပုံသဏ္ဍာန်လည်းမရှိဘူးအလေးချိန်လည်းမရှိဘူးဒုရယ်လည်းမရှိလို့စုပ်ကိုင်လို့လည်းမရပါဘူးအမှုန့်တွေလည်းမဟုတ်ဘူးမိဖို့လည်းမဟုတ်ဘူးသဘောလေးပါပဲဥပမာလှုပ်တဲ့သဘောနားတဲ့သဘောကြားတဲ့သဘောတွေဟာပရမတ်ပါပဲပရမတ်တရားကစိတ်စေတသိက်ယုံနိဗ္ဗာန်ဆိုပြီး၄ပါးရှိပါတယ် စိတ်နဲ့စီသက်ကိုပေါင်းပြီးနာန်လို့ခေါ်ပါတယ်။နာန်ရဲ့သဘောတရားကတိတက်တဲ့သဘောညွတ်တက်တဲ့သဘောရုပ်ရဲ့သဘောတရားကဖောက်ပြန်တတ်တဲ့သဘောမတိတဲ့သဘောအကျန်းအဖျင်းရုပ်ဆိုတာပထဝီအပေါ်တိဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါအပေါင်းစုပါပဲလက်တွေ့ရှုမှတ်တဲ့အခါဓာတ်ကြီးလေးပါရဲ့ပရမတ်သဘောတွေကိုရှုမှတ်ရမှာဖြစ်ပါတယ်ပထဝီဓာတ်ရဲ့ ပရမတ်သဘောကမမှုသဘောပြုတ်မှုသဘောအဘောဓာရဲ့ပရမတ်သဘောကလေးမှုသဘောဖွဲ့စည်းမှုသဘောယူဆမှုသဘောတေဇောဓာရဲ့ပရမတ်သဘောကပူမှုသဘောအီးမှုသဘောပေါ်ပါမှုသဘောဝါယောဓာရဲ့ပရမတ်သဘောကတုံးကန်တဲ့သဘောတောင့်တင်းတဲ့သဘောလှုပ်ရှားတဲ့သဘောရုပ်နဲ့ပတ်သက်လို့ဒီလောက်တော့သိထားရပါမယ်နာမ်နဲ့ပတ်သက်ပြီးပြောရရင်တော့ခုနရေးပြထားတဲ့အတိုင်း စိတ်နဲ့စေတသိက်ကိုပေါင်းပြီးတော့နာလို့ခေါ်ပါတယ်။သိမှုလေးကိုစိတ်လို့ခေါ်တာစိတ်တစ်ခုဖြစ်ရင်စေတသိက်တွေလည်းပါလာပါတယ်။စေတသိက်ဆိုတာကလည်းစိတ်ကိုမှီတွေပြီးတော့စိတ်ကိုခြေလှယ်နေတဲ့စိတ်တစ်မျိုးပါပဲ။သူ့ကြောင့်အကုသိုလ်စိတ်တွေဖြစ်သွားတာရှိသလိုကုသိုလ်စိတ်တွေဖြစ်သွားတာလည်းရှိပါတယ်။ဓမ္မမိတ်ဆွေတို့အလွယ်ဆုံးနည်းနဲ့ဒီလိုမှတ်ပါကြည်လင်နေတဲ့ရည်ဟာစိတ်ဆိုပါစို့အယောင်တစ်ခုခုမထည့်သေးဘဲ စိတ်ကကြီးနေမှာပဲထဲ့လိုက်ရင်အယောင်အလိုက်အဲ့ဒီဟာအယောင်ပြောင်းပါတယ်ဒီတော့အဲ့ဒီအယောင်ပြောင်းစီတဲ့အရာဟာစီသိပ်ပါပဲစီသိပ်ကအလုံး52လုံးရှိပါတယ်တရားအထုတ်မယ်ဆိုရင်ယုံ28ပါးလို့နန်း53ပါးလို့ရှိပေမယ်ဒါတွေကိုအကုန်သိစရာမလိုပါဘူးအကုန်မသိပေမဲ့လည်းဝိပဿနာအထုတ်လို့ရပါတယ်ဝိပဿနာအထုတ်တယ်တရားထိုင်တယ်ဆိုတာ အလွယ်ဆုံးပြောရရင်မိမိရဲ့စိတ်ကိုစောင့်ကြည့်ရပါပဲစိတ်ကိုစောင့်ကြည့်တယ်ဆိုတော့တရားစပြီးအာထုတ်ဆောင်မှာတော့ဟိုပြေးတည်ပြင်းနဲ့မငြိမ်မသက်ဖြစ်တတ်တဲ့စိတ်ရဲ့ပင်ကိုယ်သဘာဝကိုကြုံတွေ့ကြရမှာတော့တရားအာထုတ်ကြတဲ့ပုဂ္ဂိုလ်တိုင်းလိုလိုပါပဲအဲ့ဒီလိုစိတ်ကိုစောင့်ကြည့်ရများလာတဲ့အခါစိတ်တည်ငြိမ်မှုရလာပါလိမ့်မယ်အချိန်ကြာကြာနဲ့အလေးချက်များများတရားထိုင်လေလေစိတ်ကိုအားမဆက်ရပဲငြိမ်ငြိမ်သက်သက်ဖြစ်အောင် လုံနိုင်လာလေလေပါပဲဝိပဿနာအကြောင်းကိုဘယ်လိုပဲစာနဲ့ရှင်းပြရှင်းပြတကယ်တမ်းကျတော့ဖတ်ယုံနဲ့နားလည်ဖို့မလွယ်ပါဘူးဝိပဿနာလို့ဆိုတာလုံကြည့်မှသိလာမှာပါဝိပဿနာအားထုတ်ဖို့ကမ္မထံတရားတွေအများကြီးရှိရတဲ့တရားစခန်းတိုင်းလူလူကတရားအားထုတ်ကြသူယောဂီတွေကိုအများအားဖြင့်အာနာပါနကမ္မထံသာပြီးလိရှိရတဲ့အတွက်ကြောင့်အာနာပါနသတိပဋ္ဌာန်ရှုမှတ်နည်းကို စီဘူးထားသမျှတင်ပြပေးပါမယ်။အာနာပါနသတိဟာကာယ ानु ပဒနာသတိပဋ္ဌာန်တစ်မျိုးဖြစ်ပါတယ်။မဟာသတိပဋ္ဌာန်အတုံးမှာကာယဝေဒနာစိတ်ဓာဓမ္မဆိုတဲ့အာယုလေးမျိုးအနက်ကာယကိုအဖန်ဖန်ရှုမှတ်ခြင်းကာယ ानु ပဒနာအကြောင်းတင်ပြပါမယ်။မြတ်စွာဘုရားရှင်ကကာယ ानु ပဒနာနဲ့ပတ်သက်ပြီးအာယုံ၄မျိုးဟောထားတဲ့အနက်ထဲကဓမ္မမိတ်ဆွေများအတွက်အာယုံတစ်ခုဖြစ်တဲ့ အာနာပါနအကြောင်းကိုပဲလောလောဆယ်တင်ပြပါစီပထမဆုံးဝင်လင်ထွက်လေကိုအာယုံယူရှုမှတ်ဖို့ဟောပါတယ်လူတိုင်းအသက်ရှင်နေသမျှကာလပတ်လုံးအသက်ရှူသွင်းရှူထုတ်လုပ်နေကြပါတယ်မရှူတာနဲ့တိမ်မာပါဒါပေမဲ့ဓမ္မမိတ်ဆွေတို့ဟာအဲ့ဒီဝင်လင်ထွက်လေအပေါ်မှာသိနေအောင်သတိကပ်ပြီးနေလေးမရှိကြပါဘူးဒီဝင်လင်ထွက်လေကိုအာနာပါနလို့ခေါ်ကြတာပါတရားစခန်းတွေမှာပေးလေရှိတဲ့ကမ္မထံတရားပါ လေကိုရှင်သင်ရှုတုံးနေတာအာယုံတစ်ခုပါပဲဒီအာယုံကိုသတိနဲ့ကပ်ပြီးဉာဏ်ကသိအောင်တွဲပြီးအလုံးလုံးရင်လေ့ကျင့်ရတာပါပဲဒါကိုအာနာပါနပပလို့ခေါ်ပါတယ်အသက်ရှူနေကြတဲ့ဝင်လေထွက်လေရဲ့နှာခေါင်းဝါးအသားကိုထိထိသွားတဲ့အထင်ကလေးကိုလိုက်ပြီးတိတ်တိတ်နေတဲ့ထိတိတ်တရိဆိုတဲ့တိစိတ်ကိုထားပြီးတော့ဝါရရုပ်လေကကာယရုပ်အသားကိုတိုးထိသွားတာကိုပဲမမိတဲ့တရိနဲ့ တိတိမှတ်မှတ်ရှုရှုနေရပါမယ်။အဲဒါကိုအာနာပနဖုဒနာကမ္မထံလို့ခေါ်ပါတယ်။ဖရာသာသနာတော်မှာဒီကမ္မထံဟာရှုမှတ်ရတာလေအလွယ်ဆုံးအသက်ရှူနေတဲ့လူတိုင်းနဲ့လည်းအသင့်လျော်ဆုံးပါပဲ။ဒါပေမဲ့ကိုယ်အသက်ရှူနေတာကိုမတိမမှတ်တဲ့သတိမထားတဲ့သူတွေကသာများနေကြတာပါ။ဒါကြောင့်သိတိရှင်ဖြစ်ချင်ရင်တော့အဲ့ဒီအတိုင်းရှုမှတ်ကြည့်ပါ။တမာရီရှိသလောက်တကူသိတိတွေကတော့ ရလာမှာပါပဲရှုပုံရှုနည်းကိုဖတ်ရှုထားသလောက်ပြောရရင်အရင်ဆုံးနှလုံးသွင်းထားရမှာက1ဝင်လေထွက်လေဝါရောယုတ်ကနှာသီးပြာကာယယုတ်ကိုလာထည့်ရဲ့ငါ့ကိုထည့်ရမဟုတ်ငါမရှိယုတ်ကိုထည့်တယ်အဲ့ဒီလိုသိမှတ်လိုက်ပါဒီတော့အတ္တဒိဋ္ဌိကိုတိတိပါပါဖျက်ချလိုက်တဲ့သဘောပါနှစ်နံခေါ်တဲ့အသိစိတ်ကလေးတွေကထည့်ရဖို့တည်တည်သွားတယ်ငါသိရမဟုတ် စိတ်နှံကတည်တည်ငါမရှိစိတ်နှံသာရှိတယ်အဲ့ဒီလိုသိမှတ်ကြည့်ပါ၃ဒီထွက်လေဝင်လေဟာရှုကျင်တဲ့စိတ်ကြောင့်သာဖြစ်ပေါ်ဖြစ်ပေါ်လာတာပါငါကြောင့်ဖြစ်တာမဟုတ်ပါဘူးစိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့သိမှတ်ထားပါအကြောင်းစိတ်နဲ့အကျိုးရုပ်ကိုပိုင်းခြားသိထားရပါမယ်လေအဲ့ဒီထိတဲ့ရုပ်တွေဟာလည်းထိထိပြီးတော့ပြက်ပြက်သွားကြတာပါပဲခိုင်မြဲမှုလုံးဝမရှိတဲ့အနိစ္စတရားတွေလေလို့ သိမှတ်ပါငါမခိုင်မြဲလို့ပြန်ပြန်ရှူရှက်ရှူရိုက်ပြီးတော့ဒီကိုယ်ပေါင်းကြီးကိုပြုပြင်ပေးနေရတဲ့ကာယသင်္ခါရကလည်းဒုက္ခဆင်းရဲတက်တက်တွေပဲလို့သိမှတ်ပါ6အဲ့ဒီအနေစမခိုင်မြဲပျက်စီးနေတဲ့တရားစုတွေကိုနေစာဖြစ်အောင်ဆင်းရဲဒုက္ခဒုက္ခချမ်းသာဖြစ်အောင်လုံးလုံးမရနိုင်တဲ့ငါဆိုးငါပိုင်မဟုတ်တဲ့အတွက်ကြောင့်ငါအလိုမလိုက် ငါအကြိုက်မပါငါလုံတိုင်းလဲမအောင်မြင်နဲ့တတ်တာမဟုတ်တဲ့အနတ္တသဘောတရားတွေပါပဲလို့ညာထဲမှာဆွဲလာအောင်စိတ်ကိုလေ့လာစီစားပေးရပါမယ်လေ့ကျင့်ပေးရပါမယ်အခုလိုထွက်လေဝင်လေရဲ့ထိတိကိုမှတ်နေတဲ့အသိစိတ်တက်ကိုထိတိဆိုတဲ့နေရာမှာရင်ရက်မနေပဲထိတဲ့ရုပ်လဲပြန်တိတဲ့စိတ်လဲပြတ်ထိတိပြတ်တိုင်အောင်အသိစိတ်ကိုအနိစ္စလက္ခဏာတို့ရောက်အောင်ပို့ဆောင်ပေးရပါမယ် အလေးကျင့်ပြုလုပ်ပေးရပါမယ်။အဲ့ဒီတိုင်းဖြစ်ပျက်ထင်းမှာအလေးကျင့်ရပါများလာတဲ့အခါမှာတိစိတ်အစဉ်အားနှာသီးပြားနှာခေါင်းဝထိထိအမှတ်တွေကထွက်ပြီးတော့အချားမြင်ကိုက်ကြားကိုက်နံကိုက်စားကိုက်တွေ့ထိကိုက်ကြံစီကိုက်တို့ပေါ်လာရင်လေခဏတိုင်းညိုက်လေဖြစ်ဖြစ်ချင်းချက်ချင်းပင်အပြည့်သဘောနဲ့တက်ရောက်တယ်လို့လို့တိမှတ်သွားတော့တာပါပဲငါသူတို့ကယောက်ျားမိန်းမဆိုတာနဲ့ အသိမလုံတော့ပါဘူးရုံဏဖြစ်ပြနေတာအသိလုံနေပါတော့တယ်အဲ့ဒီလိုအလေးချင်းတွေညားလာလို့အချင်းပါသွားတာနဲ့တပြိုင်နက်မိမိသိနေကြလမ်းတိုင်းကအသိလုံသွားတဲ့အတွက်ကြောင့်တခြားအာယုံလမ်းကြောင်းထဲသို့စိတ်မပြောင်းတော့ဘဲနဲ့မိမိသွားနေကြကိလေသာအာယုံကာမဂုဏ်တွေရောက်မသွားတော့ပဲအဲ့ဒီမှာဘာဖြစ်မလဲဆိုတော့မြင်သည့်ပြက်ကြားသည့်ပြက်နံသည့်ပြက်စားသည့်ပြက်ထိသည့်ပြက်ကြံစီတွေးတော့ တိပြက်ဆိုတာနဲ့ပဲခဏတိုင်းခဏတိုင်းတိပြက်နေတဲ့ဥရိယဝေယခဏိကသမารီတနည်းဆိုတော့အာနိမိတစီတော်သမารီရဲ့ရောက်ရောက်ပြီးတည်ငြိမ်နေတော့တည်လို့သာပြောရတော့မှာပါပဲအဲ့ဒီထွက်လီဝင်လေအာနာပါနထိတိကိုသတိထားရှုမှတ်တဲ့အလေးထားဟာသတိရင့်ကျက်လာတဲ့အခါမှာအဲ့ဒီလိုဥရိယဝေယခဏိကသမารီရဲ့ရောက်ရှိလေရှိလို့အလွန်ကောင်းတဲ့အတိုင်းမသိ တန်ဖိုးရှိသောကမ္ထန်းတို့ရှာတော်တွေဟောခဲ့ပါတယ်ခုပြောပြခဲ့တဲ့ဒီအလိထဟာလက်တွေ့အားဖြင့်လောဘဒေါသတို့မလာနိုင်မလိုက်နိုင်တဲ့အကျင့်မြတ်ပါပဲရှေးသူတော်ကောင်းတို့လုပ်ငန်းလမ်းဟောင်းနှမ်းမှန်အကျင့်မြတ်ပေါ်သို့တက်ရောက်ရှုပ်သွားရှုမှတ်နေတဲ့အတွက်ကြောင့်တွေ့ဝေငင်းမောကအမားထဲမှာမိမျောနေတတ်တဲ့မောဟနဲ့ကင်းဝေးပြီးဝိဇ္ဇာဉာဏ်ဘက်သို့ ပက်ရောက်ဥဝင်လာတော့အကျင့်လေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီထွက်လီဝင်လီထိထိတတိကိုပဲမမိမလျော့တဲ့တဏ္ဍာတတိမကင်အာကောင်းကောင်းနဲ့ရှုမှတ်ပွားများနေတဲ့ဓမ္မမိတ်ဆွေကတော့လိလာလုံးယူမှုတတိအပိုင်းကလုံမြောက်ပြီးတော့တမာရီရင်ချက်ကအာယုံပေါ်ပေါ်လာတိုင်းတတိနဲ့ကက်ကနေကက်ကနေချက်ချင်းပဲပြည့်ပြည့်ပြည့်နေတဲ့ဥပဒနာတတိကညံနေတွဲပြီးမတ်ဖို့နိဗ္ဗာန်အထိ လောဘတရားအကျိုးတရားတွေကိုခံစားရအောင်ပို့ဆောင်ပေးပါလိမ့်မယ်။အဲ့ဒီအကျိုးကျေးဇူးတရားတွေကိုခံစားခြင်းရင်တော့ကိုယ်တိုင်အားထုတ်ကြည့်ပါ။ကိုလုံးတလောက်ကိုနဲ့ထိုက်တန်မဲ့လောကရောက်မှာကတော့အမှန်ပါပဲ။ဒါကြောင့်ဝိပဿနာဆိုတာဘာမှမသိကြသူတို့အတွက်အမှန်ကန်ဆုံးအဖြေပေးရရင်တော့ဝိပဿနာဆိုတာကိုယ်တိုင်လုပ်ကြည့်မှတိလာမှာပါဆိုတဲ့စကားချင်းနဲ့ပဲပူဇော်လိုက်ပြရစီ။ ခန္ဓာ၅ပါးတို့တာယာချမ်းမြေ့တရားတွေ့နိုင်ကြပါစေ။